PPTV ရဲ့သတင်းလာချင်းလာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမကတော့သတင်းလာချင်းလာခန္ဓာကိုအပတ်စဉ်တင်ဆက်ပေးနေသူစင်စင်ပါ။ဒီအစီအစဉ်ကနေသတင်းမှတွေအကြောင်းအရာမှတွေနဲ့ပြည်သူတွေကိုဂျင်းထက်နေတာကိုဖော်ထုတ်တင်ဆက်ပေးနေရပါ။ကျမတို့သတင်းလာချင်းလာဖွဲ့သားတွေကလည်းအကြောင်းအရာတွေကိုစစ်စစ်ရှာဖွေနေသလိုပရိသတ်တွေကလည်းသတင်းအမှန်လားဂျင်းလားသိချင်ရင်တော့ comment တွေမှာဝင်ရောက်မေးမြန်းထားလို့ရပါတယ်။ဒီတစ်ပတ်အတွက်တင်ဆက်ပေးမှတွေကတော့ လေကေကောမျိုးသစ်ကိုတော်လိုင်းရင်ပူပေါင်းတက်တွေထံကနေပြန်လဲသိမ့်ပိုက်ရရှိပြီဆိုတဲ့ခြင်းအချက်ပတ်စေအုစုကစကန်းတွေသိမ့်ပိုက်နေလို့အာရခတက်တော်အေးတက်ဖွဲ့ဝင်တွေတည်ဆုံမှုများပြားပြီးထွက်ပြေးနေရတယ်ဆိုတဲ့သတင်းအမှားနဲ့ကြည်စုကြေရမှရှိတဲ့ PDF စကန်းကိုလေချောင်းကနေတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ခြင်းအကြောင်းအရာတွေပါပဲကရင်ပြည်နယ်အတွင်းမှာတိုက်ပွဲတွေကခက်ဆိတ်ဆိတ်ပြန်ဖြစ်နေပါတယ်အချက်ပတ်စေအုစုကထိုးစစ်ဆင်နေတာကို KNL ဦးဆောင်တဲ့ပူပေါင်းတပ်တွေကနယ်မြေတွေမပေးရရည်အတွက်ခုခံတိုက်ခိုက်နေရပါတိုက်ပွဲတွေကကော့ကရိတ်နဲ့ထိုင်းမြန်မာနယ်စပ်၄ကိတ်ကော်မြို့တွေမှာဖြစ်ပွားနေရပါ KNU ဘက်ကအကြမ်းဖက်စစ်အုပ်စုကပြုလုပ်မဲ့အတုယောင်ရေကောက်ပွဲကိုလက်မခံဘူး KNU နယ်မြေရဲမှာပြုလုပ်တာကိုလက်မခံဘူးလို့တရားဝင်ထုတ်ပြန်လိုက်တဲ့နောက်မှာပဲအကြမ်းဖက်စစ်အုပ်စုကကင်ပီနယ်အတွင်းထိုးစစ်တွေပြန်လည်စတင်လာခဲ့တာပါပဲ။ ဒီလိုတွေဖြစ်စဉ်တွေဖြစ်နေချိန်မှာပဲစေအုပ်စု lobby တွေကသတင်းမှားတွေရေးပြီးတော့ပြည်သူတွေကိုဂျင်းထည့်နေပါဗျ။အဲ့ဒါကတော့စေအုပ်စု lobby True Media Telegram Channel ကကရင်ပြည်နယ်နေကီကော်မြို့အစ်ကိုတော်လိုင်းပူပေါင်းတပ်တွေထံကနေအကြမ်းဖက်စေအုပ်စုကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဆိုပြီးရေးသားဖြန့်ချိနေရပါ။အဲ့ဒီပွဲပြန့်နှံ့မှုကလိုက်900ကျော် comment 5ခုနဲ့ view 6900ကျော်ရှိတာကိုတွေ့ရပါဗျ။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျမတို့ရဲ့ factor အဖွဲ့ကစစ်စစ်ကြည့်တဲ့အခါမှာလွဲမနေတာကိုတွေ့ရှိခဲ့ရပါတယ်။လက်လက်ပီယုံကြီးစိတ်ချရတဲ့တရင်ထဏာတွေမှာ၄ကိတ်ကောင်မျိုးတင်မှာစေအောင်စုနဲ့တော်လိုင်းရေးပူပေါင်းတက်တွေနှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်းထန်နေရဆိုပြီးဖော်ပြခဲ့ကြတာပါ။အဲ့ဒါကိုစေအောင်စု lobby တွေက၄ကိတ်ကောင်မျိုးကိုပဲပြန်လည်ရရှိတရားနဲ့ဂျင်းထဲဖျက်ချနေရပါပဲ။ True Media Channel ရဲ့ဖော်ပြချက်ကို factor ရကြည့်မယ်ဆိုရင် ပြုပြင်စီမံတင်ဆက်ချက်ဖြစ်နေရကိုတွေ့ရပါတယ်ရှင်။ ။ရခိုင်ပြည်နယ်မှာလည်းအာရခတပ်တော် AA နဲ့အကြမ်းဖက်ဆဲအုပ်စုတို့ကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။အာရခတပ်တော် AA သိမ်းပိုက်ထားတဲ့စခန်းတွေစီကိုအကြမ်းဖက်ဆဲအုပ်စုကထိုးစစ်ဆင်နေရဖြစ်ပြီးတော့ AA အဖွဲ့ရဲ့တံပြန်တိုက်ခိုက်မှုတွေကြောင့်အကြမ်းဖက်စစ်ကြောင်းတွေရှစ်မဆက်နိုင်ပဲတက်ဦးလန်ကြနေရပါ။အဲဒါကိုဆဲအုပ်စု lobby တွေကမသိရင်အကြမ်းဖက်ဆဲအုပ်စုကပဲတိုက်ပွဲတွေမှာနိုင်ပြီးစခန်းသိမ်းနိုင်တဲ့အောင်နဲ့ဂျင်းထဲဖြန့်ချိနေရပါတယ်။ အခုလဲဆေးအုပ်စုလော်ဘီနေပြီးတော့ Telegram Channel ကအာရခတက်တော့ AA စခန်းတွေကိုအချမ်းဖတ်ဆေးအုပ်စုကဇက်တိုက်သိမ့်ပိုက်နေရဆိုတာနဲ့ AA ဘက်မှထိခိုက်သေးဆုံးမှုများပြားပြီးထွက်ပြေးနေရလို့ရေးသားဖြန့်ချိနေရပါအဲ့ဒီပွဲပြန့်နှံ့မှုက like တရာကျော် comment ၃ခုနဲ့ view တပေါင်းကျော်ရှိတာကိုတွေ့ရပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျမတို့ရဲ့ fashion အဖွဲ့ကစစ်စစ်ကြည့်တဲ့အခါမှာလွဲမနေရကိုတွေ့ရှိခဲ့ရပါတယ်လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့တည်င်းဌာနတွေမှာအာရခတက်တော် AA တိမ့်ပိုက်ထားတဲ့နေရာတွေကိုစေအုပ်စုကစစ်ကြောင်းထိုးနေရာကြောင့်တစ်ဖက်အပြန်အလှန်တိုက်ပွဲ ပြင်းထန်နေရဆိုပြီးဖော်ပြခဲ့ရပါအဲ့ဒါကို lobby တွေကစခန်းတွေပဲတိမ့်ပိုက်နိုင်တဲ့အောင်နဲ့ဂျင်းထဲဖြန့်ချီနေရပါပဲနေပြည်တော် channel ရဲ့ဖော်ပြချက်ကို fact check ရကြည့်မယ်ဆိုရင်လက်ပြမိုင်းတော့တင်ဆက်ချက်ဖြစ်နေရကိုတွေ့ရပါတယ်ရှင်ဆရာဆိုလို့ရ Snowwind Television Channel ကတော့သတင်းမှတစ်ခုကိုတင်ပြီးတော့ပြည်သူတွေကိုဂျင်းထက်နေပါတယ်။ အဲ့ဒါကတော့စကိုင်းတိုင်းကမ့်ဘလိုမျိုးနဲ့ကြည်စုကြည်ရောက်မှရှိတဲ့ PDF စကမ်းကိုအကြက်ဖက်ဆဲအုပ်စုကလေချောင်းတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ရေးသားဖြန့်ချိနေရပါအဲ့ဒီပွဲပြည့်နှက်မှုကလိုက်100ကျော်နဲ့ view 1300ကျော်ရှိတာကိုတွေ့ရပါတယ်။အချောင်းရပါတယ်။အချောင်းရကိုစစ်စစ်ကြည့်ရတဲ့အခါမှာ brand မနေရတွေ့ရပါတယ်။လက်လက်ပီယုံကြီးစိတ်ချရတဲ့တဲ့င်းဌာနတွေမှာကြီးစုကြီးရောက်ကိုအကျန်းဖတ်ဆဲအုပ်စုကလေချောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတအူးတေဆုံးပြီး20ဦးနီးပါးဒဏ်ရာရခဲ့တယ်ဆိုပြီးဖော်ပြခဲ့တာပါ ပြည်သူတွေကိုရည်ရချရှိရှိတိုက်ခိုက်ပြီးမှ PDF စခန်းကိုပဲတိုက်ခိုက်တဲ့အောင်နဲ့ဂျင်းထဲဖြန့်ချိနေရပါပဲ။ကျွန်တော်ကွင်း Telegram Channel ရဲ့ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်ထပ်ပြောင်းမရင်တော့တင်ဆက်ချက်ဖြစ်နေရကိုတွေ့ရပါရဲ့ရှင်။ဒီတစ်ပတ်အတွက်သတင်းလာခြင်းလားအစီအစဉ်ကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါရှင်။နောက်တစ်ပတ်မှလည်းသတင်းမားတွေဂျင်းတွေကိုဘယ်လိုမျိုးရှာဖွေစစ်စစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါဦးနော်။ ရိသတ်တွေအနေနဲ့စစ်ဆစ်ချင်တဲ့အကြောင်းအရာတွေရှိရင်လဲ message box ကနေတဆင့်ဆက်သွယ်နိုင်ပါတယ်။အဲ့လိုပေးပို့လာတာတွေကိုကျမတို့အဖွဲ့သားတွေကရှာဖွေစစ်ဆစ်ပေးသွားမှာဖြစ်ပါတယ်။မိဘပြည်သူများအားလုံးဘေးရန်ကင်းကွာပြီးကိုယ်စိတ်အေးချမ်းသာတရင်မအနေတွေကနေကင်းလွတ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။